ာမီမှာပေါ့ဝမ်တာမီမှာပေါ့အဲကိုရဲ့ဟိုအရင်မကောင်းတဲ့အတန်လေးကိုအဲ့လိုလေး training ပြအောင်ဒီအဲ့လိုမျိုးလေးတုံ့ပြန်ကြမယ်ဆိုရင်တော့အတိုင်းမသိပါဘူးကိုညိအဲ့လိုနန်းကိုကမသိဘူးနန်းစတော့တဲ့ဆိုမယ်တဲ့တစ်ချက်နဲ့မြန်နန်းစတော့ပေါ့ဟာလို့ပုံရည်ကြီးအများကြီးပဲအဲ့လိုမျိုးဆိုတာငါးဘုတ်၆ဘုတ်လောက်ရှိရဲ့သူအဲ့တောက်လျှောက်ဆိုတာဟဲ့ပဲလက်လံွားတိအခုချိန်မှာတော့အဲ့ဒါတွေအများကြီးမတွေးပြတဲ့ဘူးရင်ကတော့အရင်တွေးပြတဲ့ ရတော့အဲအိမ်အောင်ကျွေးဆိုပြီးတော့အများကြီးတွေးပြတယ်အခုကျတော့အဲအဲ့ဒါတွေရမ်းမတွေးပြတော့အချိန်တိုင်းပြည့်ညာအားလုံးကမင်းအတွက်ကြီးပဲဟုတ်ပါပြီမင်းအချိန်တိုင်းအပြည့်ပါပဲမင်းမပြည့်တော့အုံတော့အဲဟိုကိုပါရဲဇဝင်ကန်နဲ့အဲကိုတိဆိုထားတဲ့ဇဝင်တီလေးကိုအဲ့လိုအတူတွဲကြည့်လိုက်တော့လေအစစ်တီတော့ပါလေ ဲ့တခြင်းကလေဟိုဟာဆူဆွေတို့အတန်သွားစတိုင်းစုံနေကြတခြင်းလေးပေါ့နော်ဆိုတော့ဟိုဟာမခိုင်ရင်ခြင်းနေရတော့ဆူဆွေတို့တကယ်အဲတခြင်းသွားဆိုရတဲ့အချိန်တိုင်းအဲဒါစုပြည့်တဲ့ခြင်းနေရမှာပါတယ်ပေါ့အာဟုတ်အရှိမှာတော့နည်းနည်းစီရှိပြီးတယ်ကျောင်းသားရဲ့ကလေးတွေပါလေးလည်းဟိုစုပြည့်တယ်ပေါ့နော်တကယ်ဒီလိုမျိုးဟိုတိတ်ချလေးဟိုတိုင်လိုင်းပြီးပြီးတော့ပဲမ ဟိုဟာမဆိုပြခဲ့တာပေါ့เนาะရှေ့မှာတော့အဲ့လိုအဲဇဝင်ပြီးပြီးပါပဲဆိုပြခဲ့တာရှိပါတယ်ဟုတ်မယ်တနေဒီအဲ့လိုမျိုးအပြစ်ပါဆိုလဲချင်းနေညီးနေတတ်တယ်တယောက်တည်းလေးအော်ပြီးတော့မှအဲ့လိုချင်းနေအော်အော်ဆိုပြီးတော့ညီးနေတတ်တယ်ဆိုတော့အဒရိုက်တာအဲ့ဒါကိုတွေ့ပြီးတော့မှအင်းဆိုရမယ်ဆိုရမယ်ခဏလေးဆိုရမယ်ဆိုရမယ်အဲ့လိုမျိုးပြောရင်ပြောရင်တည်းသူအိုင်ဒီယာရပါလားမသိဘူးအမဘိုးတို့ကိုညီတို့နဲ့တောက်ပြန်ကိုညီအဲ့လိုနန်းကိုမသိဘူးနန်းစတော့တဲ့ဆိုမယ်တဲ့အရှင်းနဲ့မြန်နန်းစတော့ပေါ့ ဘာလို့ပုံရည်ကြီးအများကြီးပဲအဲ့လိုမျိုးဆိုတာငါးဘုတ်၆ဘုတ်လောက်ရှိရဲ့သူအဲ့တောက်လျှောက်ဆိုတာဟဲ့ပဲလက်လံသွားအရင်တော့တော့အများကြီးပဲပြောကြတယ်ပေါ့နော်တခြင်းဆိုဖို့ဒါပေမဲ့ရေတခြင်းမဆိုတတ်တဲ့အတွက်အဲဒါကိုမကြွကျင်တဲ့အရာကိုအစာရဲရလဲပါသလိုအဲမဆူတတ်တာလဲပါပါတယ်အဲအဲ့ဒါတော့ပြောလို့မရသေးဘူးဟိုအသက်ရွယ်တစ်ခုရောက်လာရင်စိတ်ကူးပေါ့ရင်ပေါ့ကိုယ့်အတွက်တကယ်ကိုလိုက်ဖက်တဲ့တခြင်းလေးရှိရဲဆိုရင်တော့အဲ ဆိုပြချင်ဆိုပြမယ်ပေါ့နော်အခုလိုလေးပြောပြတဲ့အတွက်အခုလိုလေးကွန်မန့်လေးလာပြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်နေတွေအများကြီးထူးခြားရပါအောင်နဲ့အဲ့ဒီအတော်ကိုကျေးဇူးအများကြီးတင်ရမယ်အဲလုံးဝရတပ်ပန်ကားကောင်းပါလေးရှင်စကိုင်းမှာရှူရလုံးဝအဲဗန်ဗန်လောက်ရတာပုံစံမျိုးပေါ့နော်အဲဟုတ်တာပေါ့အချစ်ယူမလေးပေါ့လေဆိုတော့အဲ့လိုလေးဆိုတော့လေအဲရင်လဲထုံပါတယ်ကိုက်တာစမ်းတာပေါ့နော်ရှူရအတွက်ပေါ့ရှူရအတွက်ကိုက်တာလေးနဲ့စမ်းတယ်ဟိုဒါဟိုဒရိုက်တာအတွက်လည်းသူမရိုက်ဘူးသေးတယ်တေး ပုံစံမျိုးပေါ့เนาะစကားမျိုးစားဆိုတော့ဟိုသူလည်းရင်းခုန်နေရပေါ့ဝမ်တာမီမှာပေါ့ဝမ်တာမီမှာပေါ့အဲကိုယ့်ရဲ့ဟိုဟိုအရင်မကောင်းတဲ့အတန်လေးအဲ့လိုလေး20ပြည့်အောင်ဒီအဲ့လိုမျိုးလေးအဲဟိုသုံးပြကြမယ်ဆိုရင်တော့အတိုင်းမသိပါရှင်အဲဟိုအချီယူမှလေးပေါ့เนาะအဲ့လို လို့ခက်ဆိုးဆိုးကောက်မလေးတယောက်ဖြစ်နေဒါခက်စိမ့်စိမ့်ကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့အဲရွှေရွှေတို့ရဲ့ရာသပတ်ရဲ့ရှစ်စကားယူအဲနိုဝင်ဘာအဲဒီ၁၄ရက်နေ့ဆိုရင်စပြီးတော့မှရုပ်ပြပါပြီ။ဆိုတော့အဲကြည့်ရှုပြီးတော့မှဝေဖန်ကြံပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်။ဟုတ်တယ်ဟိုရွှေရွှေကိုယ်တိုင်လည်းဒီလိုအဲမတူညီတဲ့ဟိုကာရက်တာလေးတွေမတူညီတဲ့စက်ကလေးတွေကိုရွေးပြီးတော့မှပါလေလက်ခံပြီးရရုပ်ပြတယ်ပေါ့ဟိုအများကြီးတော့မဟုတ်ဘူးကိုကျမကြီးကြောင့်ရော ဟိုဟိုကိုအတိကတော့ကိုကျမ်းမာရေးကြောင့်ပေါ့နော်ကိုကျမ်းမာရေးကြောင့်ရောအစိတ်အခြေအနေကြောင့်ရောဟိုအများကြီးမရက်ခဲ့ဘူးပေါ့နော်အဲတုံးလာတုံးလာလောက်မှာတကာလီလာလောက်မှာတကာအလောက်လေးတွေပဲရွေးချယ်ပြီးတော့မှကိုကိုအခြေဆုံးဖြစ်မဲ့ဆက်ပေါ့နော်အဲအဲ့လိုလေးရွေးချယ်ပြီးရောပဲရိုက်ကူးဖြစ်ပါတယ်ဒါတခြားသူတွေလည်းတကယ်ကိုအဲအိုက်အိုက်တင်ကောင်းကောင်းနဲ့ဆက်ကောင်းကောင်းနဲ့ထွက်ထားရည်လည်းအများကြီးရှိပါတယ်အဲ ရွှေတို့နဲ့ဒါအတွဲပြမယ်ချစ်သူစီရဆိုတော့ချစ်စီရလေးလေးနော်ရိုက်ထားတာလေးကတကယ်ဟိုအချစ်ကားလေးကိုပဲအေးအေးလေးပေါ့နော်ဆိုတော့အဲကားကောင်းနေရတော့နည်းနည်းဒီမှာတော်တော်များရဲ့လို့ပြောရမှာဟိုအချင်းနဲ့ပတ်သက်ပြီးအများကြီးစဉ်းစားထားတာမရှိပါဘူးအဲ့တော့ကျတော့ဟိုသတ်မှတ်ထားတာတွေပါလေလည်းမရှိကိုသတ်မှတ်ထားကိုသတ်မှတ်ထားသလိုလဲတခါကြီးကျဖြစ်ချင်ပါလေဖြစ်ပါလေနော်ဆိုတော့အများကြီးတော့မတွေးထားပါဘူးမသိဘူးအခုချိန်မှာတော့အဲ့ဒါတွေအများကြီးမတွေးဖြစ်သေးဘူးရင်ကတော့အရင်တွေးဖြစ်တယ်ရင်ကတော့ အဲ့နောက်ဖြူမယ်ဆိုပြီးတော့အများကြီးတွေးပြတယ်အခုကျတော့အဲ့အဲ့ဒါတွေရမ်းမတွေးပြတော့အဲအဲ့လိုမျိုးလေးပေါ့နော်ရှိလိုက်လဲကိုနဲ့တင်တော်မဲ့သူကိုနဲ့လိုက်ဖက်မဲ့သူရှိရင်လည်းယူမယ်ပေါ့နော်မရှိရင်လည်းမယူတော့ဘူးပေါ့အဲ့လိုလေးစိတ်တွေရှော့ထားပြီးရမ်းအောင်အဓိကတော့ကို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 ချစ်လာတဲ့အတွက်အရန်အများကြီးရှိရည်နဲ့အများကြီးမတွေးပြတော့ဘူးတည့်ရချင်းစီပဲထက်တန်းပြတော့တကြမ်းမရင်ပေါ့အဲကျမရင် အဲကျမရောအဓိကထားပြီးတော့မှပို့ပြီးဆိုင်လာဖြစ်တယ်။အဲကိုရဲ့စိတ်ချမ်းသာဖို့အတွက်ကိုပို့ပြီးတော့မှတွေ့လာဖြစ်တယ်။အဲဒါကိုအရင်စိတ်ချမ်းသာပြီးကိုကောင်းဝင်ခြင်းရအဲကိုရဲ့ခင်မင်ရတဲ့ချစ်ခင်ရတဲ့သူတွေကိုဘယ်လိုပြောရှင်းအောင်ထားမလဲ။အဲသူတို့ဟိုဘာတွေလိုအပ်လဲ၊ဘာတွေကူညီပေးရမလဲ။ဒါလေးတွေကိုတွေ့ဖြစ်တယ်။ချင်းချင်းလေးပါပဲရှိရဲ့အဲဒီဟိုနေထိုင်နေတဲ့အတိုင်းပိုင်း